ဘမ်မဘရိန်းချန်နယ်ကနေအားလုံးကိုကြိုဆိုပါရယ်ကျွန်တော်တို့ချန်နယ်မှာနေ့တိုင်းဗဟုသုတရစရာအကြောင်းအရာအသစ်တွေကိုတင်ဆက်ပေးနေတာဆိုတော့နေ့တိုင်းဝင်ရောက်ပြီးတော့နားဆင်ဖို့ဖိတ်ခေါ်ခြင်းပါရယ်အခုတင်ဆက်မှုကိုလည်း like လေးလုပ်ပြီးကိုယ့်ရဲ့အသွေးအမြင်တွေကိုကောင်းမြတ်မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်လို့ကဲဒီနေ့မှာတော့အရန်စိတ်ဝင်စားဖို့ကောင်းကဲစာအုပ်တအုပ်ကြောင့်ပြောပြခြင်းပါရယ် Seth Stephens David Rich ရဲ့ Everybody Lies ဆိုတဲ့စာအုပ်ပါဒီစာအုပ်ကိုအခြေခံပြီးကျွန်တော်တို့ရဲ့ဒီ digital keyboard တွေမှာဖုံးကွယ်ထားတဲ့ တခေါလေးလေးမှာတော့နည်းနည်းတော့မသက်မသာဖြစ်စေမဲ့အမှန်တရားတွေကိုအထူးထူးတွဆွဲကြည့်ကြရအောင်။ကဲပထမဆုံးမိကုံးတစ်ခုမေးကြည့်အောင်။လူတွေကအမှန်တရားကိုအမြင်နဲ့ပဲပြောကြလား။ဒီမိကုံးကိုကြားလိုက်ရင်ကျွန်တော်တို့အများစုကတော့음ပြောကြမှာပါလို့တွေးမိကြမှာပဲနော်။ဒါပေမဲ့အရှိတရားကတော့အဲ့လိုမဟုတ်ပါဘူး။လူတွေဟာစတန်းနေမှာလိန်တယ်၊သူငယ်ချင်းတွေကိုလိန်တယ်၊နောက်ဆုံးကိုကိုကိုတော်ပြန်လိန်ညာနေတချာတာပါ။ဒါပေမဲ့အဲအော်ဆရာကောက်တာကလူတွေဟာတနည်းအားမတော့လုံးဝကိုယူသားကြပါတယ်။ အဲ့ဒါကဘယ်နေရာလဲဆိုတော့သူတို့ရဲ့ search engine တွေမှာပေါ့ဗျ။ Google လို့လို search engine တွေက digital အမှန်တရား for sale လို့ပဲဗျ။ကျွန်တော်တို့တကယ်တမ်းဘာတွေလဲဆိုတာကိုဖော်ပြပေးနေတာ။ဥပမာကြည့်အောင်လူတွေကအများရှိမှဆိုကျွန်တော်ကတော့အများနဲ့မဲပေးပါတယ်လို့ပြောကြတယ်။ဒါပေမဲ့ဒီဟုတ်တဲ့ Google မှာတော့ငါရဲ့မဲပေးရမယ့်နေရာကဘယ်မှာလဲဆိုပြီးရှာနေကြတာမျိုးပေါ့။နောက်တစ်ခုကကျွန်တော်ကတော့လူမျိုးရေးခေါ်ချတာတွေပလိုက်တာတွေမရှိပါဘူးလို့ပြောကြတယ်။ ဒါပေမဲ့သူတို့တယောက်တည်းရှားဖွေတဲ့ခါမှာတော့အမုံပွားစေတဲ့အကြောင်းအရာတွေကိုရှားတဲ့နှုန်းကတိတိတတ်တတ်မြင့်တက်နေတာကိုတွေ့ရပြန်ကောဟုတ်ပြီဆိုတော့ဒီ digital အမှန်ရပေါ်စီတွေဘာတွေတွေ့ရလဲဆိုတော့အဓိကအပိုင်း၄ပိုင်းခွဲပြီးကြည့်သွားကြမယ်ပရမဆုံးမှာတော့ကျွန်တော်တို့ရဲ့အတွေ့အမြင်နဲ့တကယ် data အချက်လက်ဘလို့ကွာလဲဆိုတာပြီးတော့လူတွေတိတ်တိတ်လေးဘာတွေရှားနေကြလဲအဓိကနဲ့ဖုန်းကွယ်ထားတဲ့ပုံစံတွေကိုဘလို့ဖော်ထုတ်နိုင်လဲနောက်ဆုံးမှာတော့ဒီ data ရဲ့စွာအကြီးမားပုံနဲ့သူ့မှာပါလာတဲ့အန်ဒီရဲ့အကြောင်းကိုဆွေးနွေးသွားကြပါမယ်ကဲ ပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်။ကောင်းစဉ်ကတော့အတွေ့အမြင်နဲ့တကယ်အချက်လက် intuition versus hard data ပါ။ကျွန်တော်တို့ကများသောအားဖြင့်ကိုယ့်ရဲ့ကိုယ်ပိုင်တွေ့အကြုံကနေလာတဲ့ခံစားချက်တို့အတွေ့အမြင်တို့ကိုပဲအားကိုးကြတာလေ။ဒါပေမဲ့အဲ့ဒီစိတ်ထက်ကထင်တာတွေက data များအင်းနဲ့တိုက်စစ်လိုက်တဲ့အခါဘလောက်အထိမှန်နိုင်ချေရှိမှာလဲ။ဒီနေရာမှာစိတ်ဝင်စားစရာဥပမာလေးတစ်ခုရှိတယ်။အဲ့ဒါကတော့ဒီစာအုပ်ကိုရေးတဲ့စာရေးဆရာရဲ့အဖွားအကြောင်းပဲ။ သူ့ဘွားကလည်းဆယ်စုနှစ်တည်နဲ့ချီပြီးလူတွေကိုလေ့လာလာတဲ့အတွေ့အကြုံလေးနဲ့အချစ်ရဲ့အကြံဉာဏ်ကြီးပေးလိရှိတယ်။သူ့မြဲကိုဆိုရင်အကြံပေးတာကမေတ္တာကညံကောင်းရမယ်၊နှွေးထွေရမယ်၊လူမွေးကောင်းပြီးဟာသညံလည်းရှိတယ်မင်းကလေးမျိုးမှခင်မှာမင်းကိုပြင်လောကနဲ့ဆွဲခေါ်သွားနိုင်မယ်သူမျိုးပေါ်တဲ့ပြောရရင်သူ့ရဲ့အကြံပေးပုံကရှေးခေတ်က data scientist တရားလို့ပဲနော်သူ့ဘွားရဲ့ယုံကြည်ချက်တခုကပါလဲဆိုတော့သူငယ်ချင်းရဲ့တိုင်ဝိုင်းတူရာများတဲ့စုံတွဲတွေကပိုခိုင်မြဲတယ်ဆိုတာပဲဒါကနားထောင်ကြည့်ရင်တော့ဟုတ်တယ်လို့လို့ပဲနော် ဒါပေမဲ့အအောင်ဆရာကောင်းတာက Facebook ကနေစုံရွယ်ပေါင်းတားနေကြည့်တဲ့ data တွေကိုခွဲခြားစစ်ဖျားကြည့်လိုက်တဲ့အခါမှာတော့လုံးဝစန့်ကျင်မဲ့အဖြေထွက်လာတယ်။တကယ်တမ်းမှာသူငယ်ချင်းရဲ့တိုင်းဝိုင်းဒူရာများတဲ့စုံရွယ်တွေကလမ်းခွဲဖို့အလားအလာပိုများနေတယ်ဆိုတော့ကိုတွေးလိုက်ရတာပဲ။အဲ့တော့ဒီချက်ကဘာကိုပြနေလဲဆိုတော့ကျွန်တော်ရဲ့အတွေးအမြင်စိတ်အာရုံကတခါလေးလေးမှလွဲချော်နိုင်နေဆိုတာနဲ့ data ရဲ့စွမ်းအားကဘလောက်ကြီးတယ်ဆိုတော့ကိုစပြီးမိမောင်းထိုးပြနေတာပါပဲ။ data ရဲ့စွမ်းအားက ကျွန်တော်တို့ရဲ့အတွေ့အချက်ဘလောက်တောင်တာလွန်သွားလဲဆိုတာကိုဒီဥပမာကတိုက်ကိုထင်ရှားစေပါရဲ့ Microsoft နဲ့ Columbia တက္ကသိုလ်ကသူ့တည်တည်တည်ကလေလူလေရဲ့အဆက် history ကိုပဲသုံးသပ်ပြီးတည်ဆင်းနေတဲ့ pancreatic cancer ကိုကြိုးတင် campaign နိုင်ခဲ့တယ်။သူတို့ဘလို့ပုံစံကိုတွေ့ရှိခဲ့လေဆိုတော့ယောဂလက္ခဏာမှာပြခင်အစောပိုင်းမှာလူတွေကခါနာတယ်အသားဝါတယ်ဆိုပြီးအရင်ရှားကြတယ်။အဲ့ဒီနောက်မှာအစာမကြေဘူးဆိုပြီးရှားလာကြပြီးနောက်ဆုံးမှာတော့ဘိုက်အောင်တယ်ဆိုပြီးရှားဖို့ကြတော့တွေ့ရတယ်။ ဒီလိုရှာဖွေမှုအစဉ်အဆက်ပုံစံကိုကြည့်ပြီးတော့ဆေးရုံမှာဆေးမဆေးရသေးခင်မှာပဲကင်ဆာဖြစ်ပေါင်းမှုရဲ့900ခန့်တုန်းကနေ1500ခန့်တော့အထိကိုကြိုတင်ခံမှန်းနိုင်ခဲ့ရဆိုတာပါပဲတော်လေးအံ့ဩဖို့ကောင်းပါတယ်ကဲ data ကရောဂါတွေကိုတောင်ကြိုတင်ခံမှန်းနိုင်ပြီဆိုတော့လူတွေရဲ့အတွင်းစိတ်အမှန်တွေကိုဖော်ထုတ်ဖို့ကပိုတော့လွဲဥမှာပေါ့နော်ဟုတ်ပြီဒုတိယပိုက်ကိုဆက်ကြည့်အောင်လူတွေတိတ်တဆိတ်ဘာတွေရှာဖွေနေကြတယ်လဲ online ပေါ်မှာတယောက်တည်း screen share မှာထိုင်လေတဲ့အခါကျတော့ လူတွေရဲ့မင်းသားဖုံးတွေကကွာကြသွားတတ်ပါတယ်ဒီကိစ္စက အခုမှမဟုတ်ပါဘူး1950ဖြစ်နေဒီလောကထဲကလီလာမှုတွေရှိခဲ့တယ်လူတွေကစစ်တမ်းတွေမှာသူတို့လုပ်တဲ့ကောင်းမှုတွေကိုနည်းနည်းချက်ကားပြီးပြောတကြရတယ်ဥပမာမဲပေးဖို့မပွန်တင်ဖြစ်ပြီလားလို့မင်းရင်ဖြည့်တဲ့သူ83ရာခိုင်နှုန်းကဖြစ်ပြီလို့ဖြေတယ်ဒါပေမဲ့တကယ်တမ်းအစိုးရမှတ်တမ်းအနေနဲ့တက်ကြည့်တော့69ရာခိုင်နှုန်းပဲရှိနေတယ်နောက်တစ်ခုပယိုက်တာအတ လူဘူးလားဆိုတော့66ရာခိုင်နှုန်းကလူဘူးတဲ့ဖြစ်မဲ့တကယ်တမ်းကတော့33ရာခိုင်နှုန်းပဲလူခဲ့တာပါဆိုတော့ကျွန်တော်တို့ပြောတဲ့စကားနဲ့တကယ်အဖြူအမှုကြားမှာကွာဟာချက်ကြီးထူရှင်နေဆိုတာရှင်းပါတယ် big data ကတော့အဲ့ဒီလိုဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုပမာဏအကြီးကြီးနဲ့ပေါ်ထုတ်ပြနိုင်စွမ်းရှိပါတယ်တော်တော်လေးကိုအံ့ဩစရာကောင်းတဲ့တွေ့ရှိမှုတစ်ခုကပါလဲဆိုတော့မိဘတွေရဲ့ search data ပါ ဒီ data ကလူမှုရေးအရာတော်ယုံတန်ယုံထုတ်မပြောရတဲ့ကန်စားချက်တွေကိုတော့ဖော်ထုတ်ပြခဲ့တယ်။အဲ့ဒါကတော့ Google မှာ ကလေးယူမီလို့နောင်တအရေဆိုတဲ့ရှာဖွေမှုဟာကလေးမယူမီရဲ့နောင်တရမလားဆိုတဲ့ရှာဖွေမှုထက်အများကြီးပိုပြီးတော့များနေတာပါပဲ။ဒါဟာလူတွေလူတိရှင်ကြထုတ်မပြောရတဲ့အတွင်းစိတ်ထက်ကခန်းစားချက်အစစ်မှန်တစ်ခုကိုဖော်ထုတ်လိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်တွေးရှိချက်တစ်ခုကတော့ကျွန်တော်တို့မသိစိတ်ထဲမှာကိန်းအောင်နေတဲ့ကြားမပလိုက်မှုပါ။ ဒေတာတွေရမိဘတွေကငါသားကပါမီရှင်လားဆိုပြီးရှာဖွေတဲ့အကျင့်ရတော့ဟာငါသမီးကပါမီရှင်လားလို့ရှာဖွေတာထက်20ခွဲပိုများနေတာကိုတွေ့ရပါတယ်။ဒါကလူဖွဲ့စည်းမှသားယောက်ျားလေးတွေအပေါ်မျက်လင်းချက်ပို့ထားတတ်ကြတဲ့မတိစိတ်ကပတ်လိုက်မှုတစ်ခုကိုထင်ထင်ရှားရှားထင်ကနေတာပါပဲ။ဒီဒေတာတွေကလူတွေရဲ့စိတ်ထဲကအမောင်ပချက်ကိုလည်းအတိုင်းအတာမြင်စေပါတယ်။ဥပမာတစ်ခုပြောရရင်အကျန်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးတဲ့နောက်မှာ တမရကပြည်သူတွေကိုတီတီငိမ့်ငိမ့်နေဖို့မင်းခွန်ပြောနေတဲ့အချိန်မှာပဲအွန်လိုင်းပေါ်မှာအမုန်းစကားနဲ့ပတ်သက်တဲ့ရှာဖွေမှုတွေကသုံးဆအောင်အထိခုံတက်သွားခဲ့ပါတယ်။ဒါကဘာလို့ပြလဲဆိုတော့လူတွေကအများရှိမှာတော့စီးလုံးညင်ရွက်တဲ့ပုံစံပြနေပြီးမယ်တကယ်အတွင်းစိတ်ထဲမှာတော့ပလိုက်မှုတွေတောတာတွေကစူပွက်နေနိုင်တယ်ဆိုတာပါပဲ။ Okay တတိယအပိုင်းကိုရောက်လာပါပြီ။ ဒီဘိုင်းမှာတော့ big data ကလူတွေရဲ့အတွေးတွေကိုဖော်ထုတ်ကြရုံတင်မဟုတ်တော့ဘူးကျွန်တော်တို့ရဲ့တာမန်အသိဉာဏ်နဲ့လုံးဝဆန့်ကျင်နေတဲ့အကြောင်းနဲ့အကျိုးဆက်ဆက်မှုတွေကိုဘယ်လိုမျိုးဖော်ထုတ်နိုင်တယ်လဲဆိုတာကိုကြည့်သွားကြမှာပါဒီနေရာကဥပမာကတော့ဒရိုးလေးကိုထူးဆန်းကြတယ်လူအများစုကပြောထင်ကြတယ်အကျန်းဖတ်တဲ့ရုပ်ရှင်တွေကရာဇဝတ်မှုတွေကိုအားပေးတယ်လို့ထင်ကြတယ်နော်ဒါပေမဲ့ data ကပြတာကလုံးဝပြောင်းပြန်ဖြစ်နေတယ် တကယ်တမ်းမှာအချမ်းဖတ်ရုပ်ရှင်ကားကြီးတွေယုံတင်ပြထားတဲ့စနေတနင်းတွေဒီမှာရာဇမုံနှုံးကတကယ်တမ်းမှာကြာဆင်းသွားတာဆိုတာကိုတွေ့ရတာပါအကြောင်းရင်းကဘာလဲဒီလားအယမ်းချင်းပါတယ်ရာဇဝတ်မှုကျူးလွန်နိုင်ခြင်းအရှိဆုံးလူတွေကအဲ့ဒီအချိန်မှာလမ်းပေါ်မှာရှိမနေတော့ဘူးလေသူတို့ကမောင်မြင်းနေတဲ့ရုပ်ရှင်ယုံတွေထဲမှာထိုက်ပြီးရုပ်ရှင်ကြည့်နေကြလို့ပါပဲဒီတွေ့ရှိချက်က data ဟာကျွန်တော်ရဲ့ထင်မြင်ယူဆချက်ဒီမားနေတယ်ဆိုတော့တက်တေပြယုံတင်မကပဲ လူဖွေးစီရဲ့ရှုပ်ထွေးရဲ့လဲပတ်ပုံတွေကိုဘယ်လိုဖော်ထုတ်နိုင်လဲဆိုတာကိုပြသနေတဲ့နောက်ထပ်ဥပမာကောင်းတစ်ခုပါပဲ။ကဲအခုဒီတော့ big data ရဲ့စွမ်းအားတွေကိုကျွန်တော်တို့တွေ့ခဲ့ပြီးပြီ။ဒါမဲ့သူ့မှာအားသာချက်တွေရှိသလိုသူ့မှာရှိတဲ့အန်တရာတွေနဲ့ကန့်သက်ချက်တွေကိုလည်းတိထားဖို့ကတိတ်ကိုအရေးကြီးပါတယ်။ big data ကဘလောက်ပဲစွမ်းအားကြီးတယ်ပြောပြောအရာအလို့ကတော့သူကကြိုတင်ခမန်းနိုင်တာမဟုတ်ပါဘူး။ဥပမာ stock စေခွက်လိုမျိုးပေါ့။ အယံရှုပ်ထွေးပြီးမတီငင်တဲ့စနစ်တွေကဂျပန်ပြောင်းလဲနိုင်တဲ့အချက်လက်တွေများလွန်းနေတယ်။စီးပွားရေးပညာရှင်တွေကဒီအခြေအနေကို dimensionality ရဲ့ဂျင်းစားလို့တောင်ခေါ်ကြတယ်။ဆိုလိုတာကတော့သူ့မှာထဲတွင်းစဉ်းစားရမယ့် variable တွေကတမ်းပေါင်းများစွာရှိနေတော့တိုက်ဆိုင်မှုပုံစံလေးတွေကိုပဲတွေ့နိုင်ပြီးတကယ်အမှန်တရားကိုခံမှန်းဖို့ကတိတ်ကိုခက်ခဲတွားလာမျိုးကိုဆိုလိုတာပါ။ပြီးတော့အရေးအကြီးဆုံးကဒီ data တွေကလူမားလက်ထဲရောက်သွားတဲ့အခါမှာပေါ့ခွဲခြားဆက်ဆံမှုတွေလိင်လေလဲ့ဖျားမှုတွေနဲ့အမျက်ထုံမှုတွေအတွက် အတုံးချခံရနိုင်ကြီးအများကြီးရှိပါတယ်ဥပမာအလုတ်ခံတဲ့အခါအရေးချင်းနဲ့မဆိုင်တဲ့ Facebook မှာဘာ like လုပ်ထားလဲဆိုတာကိုကြည့်ပြီးအကဲဖြတ်တာမျိုးတွေလူတယောက်ရဲ့ online shopping history ကိုကြည့်ပြီး PC တစ်ခုတည်းကိုဈေးနှုန်းမတူဘဲရောင်းတာမျိုးတွေနောက်ပြီး long ကစားရုံတွေကလူတယောက်ဘလောက်ရှုံးရင်ကစားတာရမလဲဆိုတဲ့နာကျင်မှုအမှတ်ကိုတွက်ချစ်ပြီးအမျက်စွန်းအများဆုံးရအောင်လုပ်တာမျိုးတွေမှာအတုံးချလာနိုင်ပါတယ်ဒါပေမဲ့ဒင်းကားပြားမှာခေါင်းနဲ့ပန်းဆိုတာရှိသလိုပါပဲ ဒီ data တွေကပဲတက္ကသိုလ်မှာလူတွေကိုပြန်ပြီးတော့အင်အားဖြစ်စင်နိုင်ပြပါတယ်။ဥပမာ Yep လို review site တစ်ကြောင်စားတမ်းတွေကပွဲလင်းမြင့်တာတဲ့တွန်းချက်တွေကိုကြည့်နိုင်လာတယ်။ဈေးနှုန်းနှိုင်းရှင်ပေးက website တစ်ကြောင်မြင့်ရတာတဲ့ဈေးနဲ့ဝယ်နိုင်အောင်ကူညီပေးနိုင်တယ်။ဆိုတော့ဒါက company ကြီးနေတဲ့တောင်မှစားတမ်းတွေကြောင်အားပြိုင်ပွဲတစ်ခုကိုဖန်တီးပေးနေသလိုပါပဲ။ကဲအစွန်တအနေနဲ့ဒီအစွမ်းထက်တဲ့2အသစ်ကြီးကကျွန်တော်တို့ရဲ့အနာဂတ်ကိုဘလို့ပုံဖော်ထားမလဲဆိုတော့လေးနဲ့တဲ့မိခွန်းတစ်ခုနဲ့ပဲနှီးခုံချုပ်ကျင်ပါတယ်။ ျွန်တော်တို့ဟာဒီ data တွေကိုင်းနဲ့ရလာတဲ့အသိပညာတွေကိုလူတွေကိုထိန်းချုပ်ဖို့အမြတ်ချုပ်ဖို့သုံးမလားဒါမှမဟုတ်ပို့ပြီးတော့ကောင်းမွန်တဲ့ကဘာကြီးတစ်ခုကိုဖန်တီးဖို့တအားအသုံးပြုသွားမလားဒီမိခွန်းလက်ဖြေကတော့ကျွန်တော်တို့အားလုံးရဲ့လက်ထဲမှာပဲရှိနေတာပါ